2025ခုနှစ်ဧပြီလ20ရက်ဒီနေ့တနင်္ဂနွေနေ့အတွက်ခေါင်းရသားမိတွေအတွက်တဲတော်ကံကြမ္မာနမိတ်ကတော့ဓာတက်သိမ်းမင်းဆိုတဲ့သင်္ကေတဖြစ်ပါတယ်။သိမ်းအမြင့်ကြီးရှည်ရွှေသည့်ဆိုတဲ့အတိုင်းဒီနေ့မှာလောင်ကစားဆန်တဲ့နေ့ဖြစ်ပါတယ်။နိုင်မယ်လို့ထင်တဲ့ကိစ္စတွေကလည်းလွဲချော်သွားတတ်တယ်လို့ရှုံးမယ်လို့ထင်တဲ့ကိစ္စတွေတော့ကလည်းမမျှော်လင့်တဲ့ဘက်ကအနိုင်ရသွားတာမျိုးနမိတ်ဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီလိုနေ့မျိုးမှာကောင်းကျိုးကံကံစာတာဖြစ်ဖို့အတွက်ဆိုရင်တော့ ွားတိုက်တန်အတင်းနဲ့သွားတိုက်လိုက်ခြင်းအပြင်ကောင်းကျိုးချမ်းသာများစွာဒီနေ့ရပါလိမ့်မယ်ခင်ဗျာဒီနေ့မှာမိရှုသန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရနာရီအတွက်ကတော့တင်းငွေနေဘွားမာဘုတ်ဗေဒနီယာဘင်္ဂဘွားဇာတာရှင်တွေဖြစ်ကြပါတယ်ခင်ဗျာဘင်္ဂသဘောငယ်စင်မှာမကျော်စောပေမဲ့ကြီးမြတ်တဲ့အခါတိလသမารိရှိပြီးအောင်မြင်ကြီးပွားချမ်းသာကြမယ့်သူတွေဖြစ်ကြပါတယ်ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ဖြစ်ပါစေခင်ဗျာဒီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရရလမ်းညွှန်ရမယ်ဆိုရင်တော့ကျန်သာစီပြန်ဟင်းတို့မို့ကျက်စီတမင်းစွန်း မြတ်စွာဘုရားရှင်ကိုလှူဒန်းမှာဆွမ်းခံဖုန်ကြီးရန်တန်ခါတို့ကိုလည်းကျက်သားင်းနဲ့စွန်တို့မဟုတ်ကျက်စီတမင်းစွန်လှူဒန်းမှာမိသားစုဆွေမျိုးမိတ်ဆွေတို့ကိုလည်းကျက်စီတမင်းတို့မဟုတ်ကျက်သားင်းနဲ့ထမင်းလျာဒါနပြုပါလို့လမ်းညွှန်လိုက်ပါတယ်ခင်ဗျာဒီနေ့တော့အကျိုးပေးဆုံးမကနန်းကတော့နှစ်ကနန်းကိုးကနန်းဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကြေးကိစ္စတွေအဆင်ပြေဖို့လို့တော့ကတော့အစိမ်းအောင်ဖြောရင်တမျိုးမြတ်စွာဘုရားရှင်ကိုလှူဒန်းလိုက်ပါခင်ဗျာထို့အတူခொနည်းသားသမီးတွေအားလုံးဒီနေ့အကျိုးပေးကနန်းကတော့ ခုနှစ်ခဏငါးခဏဖြစ်ပြီးတော့မိတ်ဆွေတို့ကငွေကြေးကိစ္စတွေအဆင်ပြေအောင်မြတ်စွာဘုရားရှင်ကိုရည်စုပြီးတော့ငါးမုံကျော်လှူဒါန်းရင်ငွေကန်ကောင်းဖို့ဆုတောင်းလိုက်ပါခင်ဗျာဟုတ်တူအယောင်တိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တော့ဖို့အတွက်လဲရက်တောင်လေးတစ်ခုနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆုတောင်းလိုက်ခြင်းအပြင်အယောင်အတွက်အယောင်ထွက်သွားပါလိမ့်မယ်အမှုကိန်းကြုံနေတဲ့သူရှိရယ်ဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုဖျက်သည့်တစ်လုံးမှရေးပြီးတော့သီလရှင်ဆရာလေးတစ်ပါးပါးကိုလှူဒါန်းလိုက်ပါခင်ဗျာ ကျမ်းမာရေးညံ့နေတဲ့သူဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ကျမ်းမာရေးညံ့နေတဲ့သူအတွက်ဓာတ်စာဖြစ်နေဒီလိုနည်းမျိုးမှာငါပြောသင့်မယ်လေအနေငယ်စာပြီးဆူတောင်းလိုက်ပါခင်ဗျာအခြေအမြတ်တိုင်းအိမ်တော်ကြီးကိစ္စတွေတော့အေဂျင့်တာရပါလိမ့်မယ်အခြေအမြတ်တိုင်းအိမ်တော်ကြီးအဆင်ပြေဖို့အတွက်ကတော့တတဝဘေးမှလွတ်ပြီးဆူတောင်းဒိတ်ထံပြုလိုက်ပါခင်ဗျာ